ခါဒီနေဒီနောက်ထပ်နှစ်50ပြောနောက်ထပ်နှစ်900တော့မှသူတော်ဘုအရာခက်ခဲနေတဲ့ဒီနေဒီနေဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒါကျွန်တော်တို့လက်လာသုံးသပ်မိပါတယ်ဆိုတော့လက်ရှိအင်အားကဘလို့ပုံစံမျိုးကလူတွေဆိုတဲ့ကအာနာရှင်တဲ့ပို့ပြီးတော့ရစ်စက်ရုံမှာရိုင်းဆိုင်တဲ့လုပ်ရမျိုးလုပ်ဆောင်လာနေတာကိုကျွန်တော်အနေနဲ့သိရှိနေတာလားလက်ရှိအင်အားကျွန်တော်ရဲ့ရခိုင်ပြည်သူခံစားနေရတဲ့ဒုက္ခ လက်ရှိရဖန်တီတဲ့ဗီဒီယိုနဲ့တန်နေတဲ့ရိုဟင်ဂျာရခံစားနေတဲ့ဒုက္ခဒါတွေကိုဂါခနနာမသိပဲနဲ့အေးအေးဘုံချုပ်ဆုံးမြတ်နိုင်တော့တခါလေဖယားတကွေထန်ရှိခိုးတော့မဲ့အတန်မြောက်ပဲပြောဆိုနေခြင်းဟာတော်နိုင်ရဲ့ကာလမှာဒါလည်းပြီးတော့အယံကောမှာဆင်းရှင်ထိမ့်သိမ့်တဲ့နဲ့လောက်ရမျိုးဖြစ်ပါတယ်ဆိုတော့ရခိုင်ပြည်သူတွေညီညွတ်တယ်ညီညွတ်တယ်ဆိုတော့တို့တော့ကမညီညွတ်လို့လည်းတရားမလို့မိရတဲ့ကိုကြောက်ရတာဆိုတော့ရန်ကောင်မှာရောက်ရှိနေတဲ့ရခိုင်သားတရားရှိလို့ရှိရင် ခွန်းစင်းနဲ့ငါးရောက်ကိုမေးကြည့်လိုက်ပါအေးကိုထောက်ခံတဲ့ကောင်တွေ့ခဲ့လို့ဒီတော့အစိမ်းမွေးကြည့်လို့စာတက်ပြီးပညာမတက်တဲ့အသိဉာဏ်ရှိတဲ့လူအောင်မောင်းနဲ့မစင်စားမတွေးဖို့တက်တဲ့ကောင်ကဆိုပါအစ္စလမ်ဘာသာဝင်တွေဟာနောက်ကဘယ်နည်းနဲ့စုံမှုကနောက်ကဘယ်နည်းနဲ့စုံမှုကမစရပုံစံမျိုးနဲ့ကျွန်တော်တို့ကိုဂျင်းနေကြတာတော်တော်လေးကြာနေတယ်ဒီပါဒီအစ္စလမ်ဘာသာဝင်တွေဟာလွတ်လပ်ရေးရာမီနောက်ပိုင်းမှာလည်းနိုင်ငံသား တိုင်ရန်ကရရှိခဲ့တဲ့လူတွေဖြစ်တယ်။အလုံးပဲကာလစပါကိုချီရှာနဲ့ပြန်လဲကျော်စလိုက်ပါတယ်ခင်ဗျာ။ဒီနေ့မှာတော့လက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်ဘူးတီတောင်ထောင်မှာရိုဟင်ဂျာရီယာနှင်းပန်းနှိပ်စက်ခံရတဲ့အကြောင်းနောက်ပြီးတော့ဒီအခုလက်ရှိနေလက်ရှိနေပြီးဒီမြန်မာနိုင်ငံရဲ့အခြေလက်အစုပ်ကိုဒါကျွန်တော်လည်းစူးစီးသုံးသပ်အစီအခံလေးပြပြတော့ပါမယ်ခင်ဗျာ။ ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့မိဘတူတယောက်ဂျက်စတိုင်ကိုလေးစားစွာနဲ့ဖိတ်ခလိုက်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်ပထမဆုံးအနေနဲ့လက်ရှိဒီကျွန်တော်ဘူးတိတော်ထောင်းကဒီသူတို့ဘူးတိတော်ကိုဒီလက်ရှိအဲ့ဒီမှာနေပြီးတော့အရက်ခတ်တော့အေကစာပြီးတိမ့်ပိုက်စဉ်ခါတော့ကတိမ့်ပိုက်ဖြီခါစားအချိန်မှာအဲ့ဒီမှာနေပြီးတော့ရိုဟင်ဂျာတို့ဒီစက်ကောင်စင်နဲ့ပေါင်းလို့ဆိုပြီးတော့တချွတ်တလေကိုဖမ်းဆီးခေါ်ဆောင်ပေါ်ပြီးတော့အသက်အရွယ်ကြမ်းမမရွေ ကြီးငင်မရွေးဖမ်းခေါ်သွားပြီးတော့အဲ့လိုဘူးတောင်ထောက်ထဲမှာထောင်ရှထားရဲဆိုတဲ့တဲ့င်းဒါကျွန်တော်တို့ရရှိတော့ပါတယ်အဲ့တော့ဒီလက်ရှိဒီကျွန်တော်ဒီအဲဒေသခံတွေပြောပြခြင်းအရာနောက်ပြီးတော့ဒီအခုလက်ရှိဒီထောင်ကပြန်လွတ်လာတဲ့ရိုဟင်ဂျာလူငယ်တို့ပြောပြခြင်းအရာဆိုရင်လက်ရှိဒီထောင်ထဲမှာလူရဲ့အစမတန်များပြားပြီးတော့အခန်းတစ်ခန်းမှာထားတဲ့နဲ့အရေးအတွက်ထပ်ပို့ပြီးတော့ထားထားပြီးတော့ ယေဟိုလေးပဲ15ရက်မှာတစ်ချိန်ပဲယေရှုခိုင်းရဲ့ပြီးလို့ရှိရင်အစအစာတွေပဲတရက်မှာတစ်ထပ်ပဲကျွေးတယ်ဆိုပြတာကျွန်တော်တို့သတင်းရရှိတာပါဒါကြောင့်ထောင်ထဲမှာအခုလက်ရှိနေပြီးတော့ဗာရတိဗာရတိလာကြတယ်ဆိုတော့ကဒီကျွန်တော်ကျမ်းမာရေးစောင့်ဆောင်မှုအများကြီးမပေးတဲ့အပြင်ရာနာတွေဖြစ်ပေါ်လာတယ်အရင်ပြယောဂါတွေဖြစ်ပေါ်လာတယ်1 1 show ယောဂါမျိုးတွေလည်းဖြစ်ပေါ်နေတယ်ဆိုပြီးလို့လည်းကျွန်တော်သတင်းရရှိတာပါတယ် ဆိုတော့လက်ရှိနေပြီအရိခတ်တက်တော့ဒီရဲ့ထိပ်ပိုက်ကောင်းဆောင်ပြောသွားတဲ့စကားတွေကိုကျွန်တော်ပြန်လေးနောက်ထောင်ကြည့်လိုက်တဲ့ခါမှာအကောင်းကကိုရှင်းပြတော့ပြီးတော့သူတို့လက်ရှိလက်တွေ့အမြင်ပြန်မှာလှုပ်ဆောင်နေတာကိုတခုမှမပြောတော့တာကျွန်တော်ပြရတယ်။ဆိုတော့ဒါတွေကိုပို့တော့ရေပို့တော့ရေလို့စက်မယ်ဖမ်းမယ်စီမယ်ထောင်ချမယ်။ဒါဟာဒီလိုအေရရဲ့စက်အာနာရှင်လုံရက်မျိုးလှုပ်ဆောင်လာမိတယ်ကျွန်တော်အများကြီးပြနေရပါတယ်။ဆိုတော့အခုလက်ရှိဒီကျွန်တော်ဘူးဒီနောက်ထောင်က ဒီကြာမကြီးဟေမရွေးဒါအသက်အရွယ်ပိုင်ရှာမရွေးအကောင်လုံးကိုဖမ်းဆီးပြီးတော့ရှုံအောင်ထွားတာမျိုးတွေတွေ့ရပါတယ်ဆိုတော့မြန်မာနိုင်ငံရဲ့လက်ရှိဒီစစ်အာဏာရှင်တွေရဲ့ဒီစေဥပဒေအရပြောမယ်ဆိုလို့ရှိရင်အသက်အရွယ်ကလေးသူငယ်ဆိုလို့ရှိရင်ကလေးသူငယ်ထောင်တင်တတ်ရှိတယ်ဥမာအသက်16နှစ်အောက်ဆိုလို့ရှိရင်ဒါအသက်16နှစ်အောက်ကလေးသူငယ်ထောင်ကြည့်တယ်ဆိုတော့အခုလက်ရှိမဲအောင်မဲအောင်နိုင်ရဲ့ ရစ်စစ်ယုံမာတဲ့လုံရက်ချက်ပုံမူပြီးတော့ယုံမာတဲ့လုံရက်ကိုလက်ရှိအရက်ကတဲ့တို့ပြေးရလို့ဆောင်မှာနေတာကျွန်တော်တွေ့ရဆိုတော့ဒါတွေကိုကျွန်တော်နဲ့ငွေပန်းသုံးတက်ရမယ်ဆိုရင်လက်ရှိဖြစ်ဖြစ်နေတဲ့အဖြစ်ဖြစ်အားလုံးဒီဒါကမြေပြင်မှာတကယ်ဖြစ်ဖြစ်နေတဲ့အဖြစ်အပျက်တွေဖြစ်ပါတယ်ဆိုတော့ကိုယ်တစ်ချိန်တော့လည်းပဲဒါတို့ဒီအာဘောနော်ဒီအဲ့ဒီမှာဒီ73ပန်းတွေကိုဖန်ဆီးထားတာကနေပြီးတို့တို့ဒီမှာပူပြိုးရိုက်ပြတယ် ဆိုတော့ဒီဒီစက်သုံးပန်းနေတဲ့မှာအဲ့ဒီမှာဒီဘုံမှုဆိုတဲ့ကောင်ပြောသွားတဲ့စကားကိုကျွန်တော်ပြန်လည်နောက်ထောင်ကြည့်တဲ့ခါမှာကျွန်တော်အရင်မြင်လို့မလဲနေနေပြပါရယ်ဆိုတော့အာစာဝတ်ဖတ်တဲ့အတိုင်းဒီသူတို့ဒီစာချစ်ထားတဲ့ပုံစံနဲ့ပြောဆိုသွားတာမျိုးတွေကျွန်တော်အများကြီးပြရတယ်ဆိုတော့လက်ရှိအေးဟာဘလိုပုံစံမျိုးသွားတူနေလဲဆိုတဲ့ကအာနာရှင်ချက်ပို့ပြီးတော့ရစ်စက်ရုံမှရိုင်းဆိုင်တဲ့လောက်ရမျိုးလောက်ဆောင်လာနေတာကိုကျွန်တော်နေနဲ့ တွေ့ရှိနေရပါတယ်။ဒါတစ်ချက်ပါ။ဆိုတော့အစိုးရကကျွန်တော်တင်ပြထားတဲ့ပဲဘူးဒီတော်ဆောင်ထဲမှာအသက်အရွယ်ကြီးငယ်မရွေးကြားမှဘုံဆောင်ကိုဖန်ဆီးထားပြီးတော့အခန်းတစ်ခန်းမှာဒီကျွန်တော်တို့လုံလောက်တဲ့အရေးအတွက်ထက်ထားရှိရမယ့်အရေးအတွက်အတွက်ထက်ပုံမူပြီးထားရှိတဲ့အပြင်ရေုံလည်းပဲ15ရေးမှာတစ်ကြိမ်ရေစုပ်ခက်နဲ့အစအစာကိုလည်းပဲမဝတဝကျွေးပြီးတော့လက်ရှိဘာလဲဖြစ်လာလဲဆိုတော့တပတ်မှာ sorry ဒီကျွန်တော်တရက်မှာ တင်းရမှာတစ်ထပ်ပဲသမင်းကျွေးတယ်။နောက်ပြန်သူတို့ပြောလိုက်လို့ရှိရင်အမ်ဘောနော်မင်းတို့တရခန်းနဲ့အတွက်စားစရာဆိုတာမရှိဘူးဆိုပြီးတော့ပြောတယ်တဲ့။နောက်တစ်ခုကဘာတစ်ထပ်ပြောတယ်လို့ဆိုတော့ကလက်ရှိနေပြီးအင်္ဂါမေတ္တာစုတွေနဲ့လည်းတွက်ခွင့်မပေးတဲ့အပြင်မင်းတို့တရခန်းတွေမှာမေတ္တာစုတွေနဲ့တွက်ခွင့်မရှိဘူးဆိုပြီးတော့လည်းဒီလိုပြောပြောဆိုထားတာတွေတွေ့ရပါလေ။ဆိုတော့လက်ရှိကေအေဟာစိုးစောကျွန်တော်ပြောခဲ့သလိုအကြံဖက်လုံရမျိုးတွေကိုပုံမလုံဆောင်လာနေတဲ့အပြင် ရစ်ဆက်ရုံမာတဲ့လုံရပြတော့အများကြီးတော့ဆိုတော့ကြိုးပြရတယ်။ဆိုတော့မြေပြင်ကိုဂါခနနာမသိပဲနဲ့မြေပြင်အရှင်တွေဂါခနနာမသိပဲနဲ့ယခုဒီကျွန်တော်မြန်မာနိုင်ငံရေလောကကလူတွေညပ်ပဲပြေးပြီးတော့တခါတည်းနဲ့အာတခါတည်းတခါတည်းအေအေစူးဒီအေရဲ့ဒီကျွန်တော်ဘိုးချုပ်အေအေဘိုးချုပ်ထုံးမြနိုင်ကိုပဲတခါတည်းဖယားဖယားတခွေခန့်ရှိခိုးတော့မဲ့အတန်ဒါအာမြောက်ပဲ ြောဆိုနေတာမျိုးတွေဟာလက်ရှိကျွန်တော်ရခိုင်ပြည်သူခံစားနေရတဲ့ဒုက္ခလက်ရှိရခိုင်ပြည်ထဲမှာမင်းတဲနေထိုင်နေတဲ့ရိုဟင်ဂျာတွေခံစားနေတဲ့ဒုက္ခဒါတွေကိုသိရှိနားလည်ဖို့အရေးအကြီးကြီးပါတယ်။ဒါတွေကိုမသိရှိဘဲနဲ့ဖျားသက်ကိုထန်ရှိခိုးတော့မဲ့အတိုင်းညောက်ပဲပြောဆိုနေခြင်းဟာလက်ရှိတော်လာရေးကာလမှာဒါလည်းပြီးတော့အရန်ကောမှာဆင်းရှင်းထင်းထင်းသက်နဲ့လောက်ရမှုဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်ပြောခဲ့သလိုကျွန်တော်ဒီဟိုးအရင်တော့ဘူးလေးမှာနေခဲ့ဘူးလို့ပဲကျွန်တော်မြေကားရောင်ရောင်ပဲနဲ့တကယ်မြေပြင်ကိုအရှိတရာအတိုင်းကြည့်ဖို့အရရေးကြီးပါဆိုတော့ရခိုင်ပြည်သူတွေညီညွတ်တယ်ညီညွတ်တယ်ဆိုတော့ကျွန်တော်တို့ကမညီညွတ်လို့လည်းဘရားကိုလည်းမိရတဲ့ကိုကြောက်ရတာဆိုတော့ရန်ကောင်မှာရောက်ရှိနေတဲ့ရခိုင်သားတရားရှိလို့ရှိရင်85ရောက်လောက်အမေးကြည့်လိုက်ပါအေးကိုထောက်ခံတဲ့ကောင်တွေ့ခဲ့လို့ရှိရင်ကျွန်တော်ကျွန်တော်ကအချိန်ဝင်းပြုတ်ခဲ့ပါဆိုတော့ ျတို့ရခိုင်သူရခိုင်သားတွေလည်းပဲလက်ရှိတော့ကခံရတာဖြစ်ပါဒါမဲ့ကျွန်တော်ခဏခဏပြောပါရယ်စက်မြေပြင်မှာပြာပုံဘဝကိုရောက်ရင်ငားနဲ့နဲ့ပြန်ထူထောင်လို့ရတယ်ဒါပေမဲ့စက်ကြုံဘဝကိုရောက်လို့ရှိရင်လည်းနှစ်90နဲ့ထူထောင်လို့မရတော့ဘူးဆိုတော့ကျွန်တော်အရှင်တော့ပြောခဲ့ပါတယ်ဒါမဲ့ရခိုင်ပြည်နယ်ပြည်နောက်ထပ်နှစ်90ပြည်နောက်ထပ်နှစ်900တော့မှထူထောင်ဖို့အရင်ခက်ခဲနေတဲ့ပြည်နယ်တပြည်နယ်ဖြစ်တယ်ဆိုတဲ့အကြောင်းကကျွန်တော်တို့လက်လာသုံးသပ်မိပါတယ်ဒါကြောင့်မလို့ ။ဘုရားသူတွေအနေနဲ့ဒီကြားရောမယုံဘဲနဲ့အရှိကိုအရှိတရားအတတ်ရှိနေစေဖို့ဒါကျွန်တော်အနေနဲ့တော့သုံးသပ်သင်ပြခြင်းဖြစ်ပါတယ်။ဟုတ်ပြီဒါအရှိ။နောက်တစ်ခုလက်ရှိဒီကျွန်တော်တို့ဗမာအာနာရှင်အဆက်ဆက်ကျွန်တော်တို့ကိုလူမျိုးရဲ့ဘာသာရေးခွဲခြားပြီးတော့ဆက်ဆံခဲ့တဲ့ပုံရိပ်တစ်ခုကျွန်တော်တင်ပြလိုပါတယ်။ဆိုတော့မွတ်စလင်မွတ်စလင်ဆိုတာဒီတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူမျိုးကိုပြောတာပါ မွတ်စလင်ဆိုတော့ဘာလို့ဘာလို့မလာလဲဆိုရင်လက်ရှိဒီတော့အစ္စလမ်ဘာသာကိုကိုးကွယ်တဲ့လူမွတ်စလင်ဟောဆိုတော့ကျွန်တော်မှတော့အစ္စလမ်ဆိုတာဒီအာရဗီဘာသာစကားနဲ့တူတာဖြစ်တယ်မြန်မာလိုဘာသာပြန်ရင်နာခံခြင်းလို့တိတ်ကွယ်ဆိုတော့ဒီလိုမျိုးလက်ရှိအစ္စလမ်ဘာသာရဲ့တရားတော်မြတ်တွေကိုလိုက်နာတဲ့လူမှန်တမယကိုမွတ်စလင်လို့ခေါ်တာဖြစ်တယ်ဆိုတော့ကျွန်တော်လက်ရှိကမ္ဘာပေါ်မှာနိုင်ငံပေါင်း58နိုင်ငံရှိတယ် ဒီ90%ဖောင်နေများလောမောကမမွတ်စလင်နိုင်ငံနဲ့ဖြစ်ပြီးတော့တခြားတခြားသောနိုင်ငံတွေမှာလည်းလည်းမွတ်စလင်အနေအကျင့်စီနေရာတိုင်းမှာရှိကြပါအောင်အဲ့တော့ဆိုလိုတာကဒီကဘာကြီးတစ်ခုလုံးကအိုးခွေနေဒီအစ္စလမ်ဘာသာကိုပိုးခွေနေတဲ့လူမှန်တမျှကိုမွတ်စလင်လို့ခေါ်တာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့အာနာရှင်မြန်မာနိုင်ငံရဲ့အာနာရှင်ဆက်ဆက်ဘယ်လိုလုပ်ကြလဲဆိုရင်မွတ်စလင်လူမျိုးအစ္စလမ်ဘာသာ မွတ်စလင်လူမျိုးအစ္စလာဘာသာစုံတာကျွန်တော်တို့ဂျင်းနဲ့ကအများကြီးရှိပါတယ်ဂျင်းနဲ့ကအများကြီးရှိပါတယ်နောက်တစ်ခုဒီမွတ်စလင်တွေကဆူမိုဘောဂေးရေဗုဒ္ဓဘာသာကိုကျွန်တော်တို့ပျောက်ကွယ်သွားမယ်ဆိုတော့ဒါကျွန်တော်တို့ဗုဒ္ဓဘာသာကိုလည်းပြောလေကြစဖတ်ဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ပြန်ကြည့်ကြည့်ကြရအောင်ဒီအစ္စလာမ်ဘာသာဝင်တွေဟာဒါကျွန်တော်တို့ကမောင်းလုံးမျိုးကဂျာမန်တို့လေးကြည့်တော့မှ1918ခုနှစ်တော့က တိဆောက်ခဲ့တာရှိပါတယ်ဖြစ်ပါတယ်ဆိုတော့ဒီ1918ခုနှစ်ကတိဆောက်ခဲ့တဲ့ဒီဂျာမက်ပလီကြီးဟာအဲ့ဒီမှာအစ္စလာမ်ဘာသာဝင်အများကြီးရှိနေတယ်ဒါပေမဲ့ဒီအစ္စလာမ်ဘာသာဝင်ရဲ့ရခိုင်ပြည်နယ်ကိုစိုးမိုးလိုက်ရတာဆိုတော့နှစ်ပေါင်းညတော့ကြာပြခဲ့နေပါတယ်စိုးမိုးလိုက်ရမစိုးမိုးလို့မရတဲ့အဲ့တူတော့သူတို့နေရာမှာသူတို့အေးစစ်နေနေကြတာလည်းပြရတာဒါတစ်ချက်ဆိုတော့ဒီ လက်ရှိအစ္စလာမ်ဘာသာဝင်တွေဟာကျွန်တော်အခုမှရောက်လာတာမဟုတ်ဘူးဒီကျွန်တော်တို့အာမော်ဒီကျွန်တော်တို့ကျွန်တော်ခဏခဏတင်ပြပြသွားတယ်ဒီကျွန်တော်တို့နှစ်ပေါင်းများစွာကလေးရပဲဒီအစ္စလာမ်ဘာသာဝင်တွေရောက်ရှိနေထိုင်လာခဲ့ကြမှာဖြစ်တာကိုသိရှိကြလို့ကျွန်တော်ဆိုတော့ဘာတပိုင်းတည်းဟုတ်ပြီနောက်တစ်ခုကဒီကျွန်တော်တို့ရခိုင်နိုင်ငံလို့ဒီတောင်တဲ့နေရာမှာရခိုင်နိုင်ငံကိုပြီးကြောင်ခဲ့ဘယင်အဆက်ဆက်ဟာအစ္စလာမ် ဘာသာရဲ့အာတနည်းအားဖြင့်အစ္စလာမ်ဘွဲ့ပေါ့နော်ဒီကျွန်တော်တို့မွတ်စလင်တွေရဲ့ဝိညာဉ်မျိုးကိုခံယူပြတာရှိပါနှစ်ပေါင်း200လောက်မွတ်စလင်ဝိညာဉ်မျိုးကိုဘယ်ရအစစ်စရာခံယူပြကြတော့ဆိုတော့ဒီမွတ်စလင်ဝိညာဉ်မျိုးခံယူခဲ့တယ်လို့ပြောတဲ့ဒီဘယင်တွေနဲ့ချက်မှာဒီမွတ်စလင်တွေရှိနေပြီဖြစ်တယ်ဆိုတော့အခါကျတော့ဒီမွတ်စလင်တွေကတော့ခံယူဆုံးမလို့ရတာသူချင်းဆုံးမလို့ရမှာ ဒါကျွန်တော်တို့တိတက်အဲ့လိုမျိုးဒီရခိုင်နိုင်ငံရေးဓမ္မဆိုတဲ့ကောင်းကင်။နောက်ဝင်ဒီကျွန်တော်တို့စာတက်ပြီးတော့ပညာမတက်တဲ့ကောင်းကင်။ဒီကျွန်တော်နောက်နောက်ကဒီကျွန်တော်ဗမာပြည်ဘက်ကစာတက်ပြီးပညာမတက်တဲ့အသိဉာဏ်ရှိတဲ့လူအောင်တော့နဲ့မစင်စားမတွေးကိုတက်တဲ့ကောင်းကင်ဆိုတာအစ္စလမ်ဘာသာဝင်တွေဟာနောက်ကဘယ်နဲ့ဆိုလို့စုံမလို့နောက်ကဘယ်နဲ့စုံမလို့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့တွေကိုဂျင်းနေကြတာတော်တော်လေးကြာနေတယ်ဒီပါ ဒါကြောင့်မို့ဒီနေ့ဒီချိန်မှာကျွန်တော်တို့စဉ်းစားသုံးသပ်ဖို့အရေးအကြီးကြီးဖြစ်ပါတယ်။ဆိုတော့ဟုတ်ပြီ။ဒါတစ်ချက်ဆိုတော့အစ္စလမ်ဘာသာဝင်တွေလက်ရှိမြန်မာနိုင်ငံကိုစိုးမိုးလို့ရလေရဒါကျွန်တော်တစ်ချက်တန်ပြီးပြန်ပြီးတော့စဉ်းစားကြည့်ကြရအောင်။နောက်ဘလို့စိုးမိုးမှုရှိမရှိတော့ဒါကျွန်တော်ပြန်ပြီးတော့ပြကြည့်ကြရအောင်။ဟုတ်ပြီ။ဒီအစ္စလမ်ဘာသာဝင်တွေဟာဒီကျွန်တော်တို့တနည်းအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ မြန်မာလွတ်လပ်ရေးအရယူခဲ့တဲ့ဒီလွတ်လပ်ရေးမရခဲ့ကတိကပဲအစ္စလာမ်ဘာသာဝင်ရှင့်နေပြီဖြစ်တယ်။ဆိုတော့အခုဆိုလို့ရှိရင်ဒါကျွန်တော်တွေ့ကြည့်မယ်ဆိုလို့နှစ်ပေါင်း80ဒီပါလားကြာမြင့်ပြီဖြစ်တယ်။ဒါကျွန်တော်လက်ရှိမြန်မာ့ဖေးပြောတာနော်ခုအရင်ခက်တယ်ကျွန်တော်တို့ပြောတာမဟုတ်ဘူး။မြန်မာ့ခက်ကာလကိုပြောတာ။ဆိုတော့ဒီကျွန်တော်လွတ်လပ်ရေးယူရတဲ့မှာလည်းပဲကျွန်တော်အရင်ရင်တော့တင်ပြသွေးပါတယ်။ဒီကျွန်တော်တို့လက်ရှိအစ္စလာမ်ဘာသာဝင်တွေကလွတ်လပ်ရေးအရယူတဲ့နေရာမှာလည်းပါဝင်ခဲ့မှုတာကိုဒါကျွန်တော်မြင့်မြင့်ထိတ်ချ nindir gecan ki baba. Sıra İslam bana bunu ha. Lulayı yami nabun vale nayanda dayanda ati. Yaşı gelin de elinde ki. Sıra ha. Di İslam bana bunu ha. Dilo miyo nayanda dayanda yaşı gebala yedin. Ne manayan o baca mı sunmu da. Tamen sabir o. 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 ဆိုတော့ကျွန်တော်တို့ဖြောက်အောင်နောက်လောက်နဲ့ဝေဖက်သုံးတန်းနေလို့မရပါဘူး။နှစ်ပေါင်း80ခုဖြစ်ပါဆိုတော့ဒီကျွန်တော်တို့ဒီ1988ခုနဲ့ငါးမဲဆက်ဆင်ရဲ့ကြားပြမှာမြန်မာနိုင်ငံထဲမှာဘာလို့မိုက်တက်လာလဲဆိုတော့အစ္စလာမ်ဘာသာဝင်နောက်10နဲ့ကြာရင်နောက်20ကြာရင်စုံမသွားနိုင်မယ်ဆိုတဲ့ပုံစံမျိုးနိုင်ငံရဲ့တမတော်စုကပြောဆိုခဲ့ပြကြပါဘူး။အဲ့လိုပဲအာနာရှင်တွေရဲ့လက်ကမ်းလို့ပြောဆိုရတယ်ပြောဆိုခဲ့ပြကြပါဘူး။ဒါမဲ့ဒီ1988ခုနဲ့ နှကောင်းမဲစစ်စရင်နဲ့နေတော့ပြပြီးနောက်ပိုင်းမှာအခုရှင်လေးကြည့်လိုက်ပါဒါနှစ်ပေါင်း30ကျော်40ဒီကလောက်အတွင်းမှာဘာဖြစ်လဲဘာမှမဖြစ်ဘူးမုစလင်အမုစလင်တူရဲ့လူရဲ့အတိုင်းပဲသူ့ရဲ့လူရဲ့အတိုင်းပဲသူ့ဟာလူရှိရင်ဖြစ်တယ်ဒါကိုစာတတက်ပြီးပညာမတတ်တဲ့ငါတုံးတဲ့ဆော့အိမ်ပါမရှိတဲ့လူကလေးတန်းမအောင်တဲ့ကောင်တစ်ချက်ကအဲ့လိုမျိုးဝေဖန်၃ပတ်ခဲ့တဲ့အတွက် ကျွန်တော်ရဲ့မြန်မာနိုင်ငံမှာလူမျိုးရေးဘာသာရေးအဓိကရောညောင်များစွာပိုပေါက်လာခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကနေ့ကျွန်တော်စူးစီးသုံးသပ်တင်ပြချင်တာကကျွန်တော်မြစ်ကမ်းရုံရုံမင်းနဲ့ကျွန်တော်ရဲ့အသိစိတ်ဓာတ်တွေကိုခမင်းစားပြီးတော့ခမင်းစားတဲ့အုံနောင်မျိုးရှိဖို့အရေးအရေးကြီးပါတယ်။ခမင်းစားတဲ့ကောင်းလို့ရှိပါတဲ့အုံနောင်မျိုးနဲ့ဆိုလို့ရှိရင်တော့နောက်လာမယ့်အနာဂတ်ကြီးမြန်မာနိုင်ငံအနာဂတ်ကြီး တနည်းအားဖြင့်ရခိုင်ပြည်နယ်အနာဂတ်ဒီအမြဲတမ်းဆိုးရွားလာနိုင်မဲ့အနာဂတ်မျိုးဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီနေရာနေပြီးတော့စဉ်းစားဖို့တက်တယ်ကြလို့ပါအဲ့တော့ဒီကျွန်တော်ရခိုင်ပြည်နယ်ပြန်ပြောင်းတဲ့ခါမှာလည်းပဲရခိုင်ပြည်နယ်မှာရှစ်ဘရေအဆက်ဆက်လက်ပေါင်း200လောက်အထိအစ္စလာမ်ဘာသာဝင်တွေပဲဒါဒီလိုခဲ့တဲ့ဒီရှင်မယင်တွေကရခိုင်ဆိုလို့ရှိရင်မူကြီးမဲရဝန်ကြီးတွေနောက်ပြီးဖြစ်ဒီကျွန်တော်တို့အားတကယ်ပြောလို့ဆိုလို့ရှိရင်ဒီကျွန်တော်စာရှင်လို့ဆင့် စာရဂေဆိုတော့ဒီအကောင်လုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာလည်းဒီနန်းတို့ရဲ့အဓိကနေရာဒီမှာအစ္စလမ်ဘာသာဝင်တွေယာနီယာကန်ရရပြီးတော့ဒါတောင်းဝန်ဟန်ဆောင်ခဲ့တာကိုတို့ပြရဆိုတော့အဲ့လိုမျိုးနန်းတို့ထဲမှာတော့မှယာထုယာကန်တွေရခဲ့တဲ့အစ္စလမ်ဘာသာဝင်တွေဟာရခိုင်ပြည်နယ်ကိုကြီးစုမယ်ဆိုလို့ရှိရင်ကြီးစုလို့မရခဲ့ဘူးပတ်မလို့ရတာပေါ့ဒါပေမဲ့လုံးပါမလုံးဘူးဘာကြောင့်လဲအစ္စလမ်ဘာသာဝင်တွေက အဲ့လိုမျိုးအသိစိတ်ကြံမျိုးအဲ့လိုအသိတရားမျိုးရှိနေခဲ့မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာပြောင်းလဲခဲ့တာကြပါဘူး။ဒါလည်းတတိချက်ကြီးစဉ်းစားစီလို့လည်းအဲ့လိုကျွန်တော်တို့အစ္စလာမ်ဘာသာမဟုတ်ဘူးဒါမှမဟုတ်အစ္စလာမ်ဘာသာကိုစောကရာမယ်ဗုဒ္ဓဘာသာကိုအစ္စလာမ်ကစောကရာမယ်ဗုဒ္ဓဘာသာကအစ္စလာမ်ကိုစောကရာတယ်ဗုဒ္ဓဘာသာကခရစ်ယာန်ကိုစောကရာတယ်ခရစ်ယာန်ကဗုဒ္ဓဘာသာကိုစောကရာတယ်ဒီလိုစောကားနေခြင်းကိုကျွန်တော်နဲ့အလိုမရှိတဲ့အတွက်ဒါကျွန်တော်နဲ့စူးစူးပုံသက်တင်ပြနေတာဒါကတစ်ချက်ပါ နောက်တစ်ခုကကျွန်တော်ဒီနေ့တင်ပြချင်တာကနိုင်ညာရှိလို့လူရှိတာမဟုတ်ဘူးလူရှိလို့နိုင်ညာရှိတာဖြစ်တယ်ဒါကြောင့်ကျွန်တော်လူကိုလူချင်းတန်ဖိုးထားဖို့အရင်အရေးကြီးပါလူသားချင်းစာနာမှုလူသားချင်းဂျိုင်းပဲမှုလူသားချင်းရှက်ခဲမှုဒါတွေအရင်အရေးကြီးပါအဲ့တော့ကျွန်တော်တို့ကအာနာရှင်ကိုတော်လာတဲ့နေရာမှာလူဒီအဓိကဖြစ်တယ် လူကအဓိကနေရာမပါဘူးလားဖြစ်တယ်။ဒါကြောင့်မို့လို့အပေါ်ကတို့တို့မတူတာတွေကိုဘေးကိုပဲတူတာတွေစုပြီးတော့ကျွန်တော်တို့တွေကအမုန်းနေရာမရှိတော့ပဲနဲ့ရှင်းရှင်းလင်းလင်းပြတ်တာပြီးတော့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ကျွန်တော်ရဲ့အမြင့်မြန်မာနိုင်ငံတော်ကြီးကိုကြံလင်တိဆောက်ဖို့နာမတော်လကအာနာရှင်အမြင့်ပြရေးနေရာမှာတော်လကဝမ်ဝူကူကောင်းလှုပ်ဆောင်ကြပါစို့လို့ပြောချင်နေတယ် ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့မိဘတယောက်ချစ်စတဲ့ကောသူကျေးဇူးတင်ရှိပါတယ်ဗျာ